ုံမမုန်လေးဖွဲ့ရင်မြောဒီလောကကိုဆုံးအာ music နဲ့စတီတွေပုံကတော့အာကျွန်တော်နေမာရဲ့လीနေမာရဲ့ stage show ဆိုရဲအဲအဲမာရဲ့လူရဲအားပေးကြတယ်ဗောလေကိုနေမျိုးကလူလေးလူရဲအားပေးတယ် stage show မရှိရင်ကိုယ့်ကို guitar နဲ့အာမျိုးပတ်ပြီးလို့ရှောက်တီးဗောလေရှောက်တီးရှောက်ဆိုအဲအဲ့ရောအတီးကတော့တခြင်းဆိုမယ် အဲဆိုတော့လုံမယ်ပေါ့အဲ့လိုရည်ရွယ်ချက်နဲ့အဲကြောင်းပြီးတဲ့အခါမှာလည်းဒီရန်ကုန်ဆင်းလာတာပေါ့လေ2006မှာရန်ကုန်ဆက်ရောက်တယ်ရန်ကုန်ဆက်ရောက်တော့အာအဲရန်ကုန်ရောက်တော့အလုပ်ကလည်းမလုပ်လို့မရဘူးအဘသူမှအတိလည်းဟိုမဆက်တော့ရဘူးပေါ့အမျိုးတွေရှိရတယ်ဒါပေမဲ့မဆက်တော့ရကိုယ့်ကပဲကိုယ့်ကနဲ့ကိုယ်ပဲဒါခွေထုံးမယ်ဆိုတော့ရည်ရွယ်ချက်နဲ့ပဲတငယ်ချင်းနဲ့လိုက်ချလာပေါ့လေအဲကြောင်းပြီးသွားတော့အဲအဲ့မှာ2006မှာရောက်လာတယ်ရောက်လာပြီးတော့ဒီမှာအလုပ်လုပ်နေတာပေါ့လေအလုပ်လုပ်ရင်းနဲ့အဲဒီ ဂီတမိတ်မှာအစိုးတင်နေလေးတွတ်တက်တာပေါ့ဒါပေမဲ့အလုပ်တစ်ဖက်အစိုးတင်နေတစ်ဖက်เนี่ยအဆင်မပြေဘူးအဆင်မပြေတော့အဲအဲအဲအကြောင်းဆံဖို့နိုင်တော့ပြောတော့သူကအဲအဲဆိုအလုပ်ထွက်လာလိုက်ဒီစကောလာလေးပေးကြတာပေါ့ audition ဝင်ရသေးတာပေါ့သူတို့တချင်းလေးပါလေးဆိုပြတော့အဲကိုကလည်းစုနေကြဆိုတော့လေအဲသူတို့လည်းအဆင်ပြေတယ်ပေါ့လေစိုက်တယ်ဆိုပြီးတော့အဲမှာအဲစကောလာပေးတာပေါ့အဲမှာအကြောင်းအကြောင်းစာဖြစ်ပြီးတော့အဲဂီတမိတ်ကိုစရောက်တယ်ပေါ့ အရာပဲစစရလို့ပြောရမှာပေါ့အမ်ရှေ့မှာကယ်ရီယာကရန်ကုန်ဆက်ရောက်တော့ဟိုဗာလဲ28လမ်းမှလာမသိအဲ့လိုဖယောင်းပစိုးရောက်နေဆိုင်မှာဝင်ထန်းလာဘာလို့မှမရှိတော့အဲ့လိုလိုနေရလဲအဲ့လိုဖုံချောင်းမှာစမ်းချောင်းအဲ့အေးစီကြီးဆိုရဲဖုံချောင်းလေးမှာအမတငယ်ချင်းနဲ့တငယ်ချင်းနဲ့လိုက်လာရမှာနေရပေါ့အဲ့လိုလိုအဲ့ပေါ့ music ဟောပေါ့ music အဲ့အဲ့မှာတော့ vocal teacher ပေါ့လေဒါပေမဲ့အဲ့ ဂီတမိတ်ကပဲအပြင်ဟို international school တွေကိုသွားပြီး music teacher ဖြစ်နေလဲအဲ့လိုသွားသင်ရတာပေါ့အဲ့မှာတော့ music ကိုစနစ်တကျပြန်သင်ရတာပေါ့ theory တို့ဘာလို့အကြတော့သူသူသူအဲကဏ္ဍတစ်ခုပေါ့လေဒီ music education အဲ့လိုလိုမျိုးလေးပြန်သင်ရတာပေါ့ဟုတ်အဲ harmony ဘွဲ့ရကြတော့သူကဖြစ်ပေါ်လာကောဒီလိုကျွန်တော်တို့ကကျွန်တော် harmony ကဒီဂီတမိတ်ရောက်ပြီးတိတ်မကြအောင်ကျွန်တော် harmony စဆိုရပြီအဲ2010တင်တဲ့ဒီ melody wall လေအဲအဲ့ဒီအခွေအဲ့ဒီမှာစပြီးတော့သူတို့အဲ melody wall ရဲ့ ဟို second ဟိုဟာဖြစ်နေသူသူအဲ့မှာနင်းနီခင်စောတို့ဘာလို့လေအဲ့လိုမျိုးပါတယ်ဟာဒုတိယဘက်ရှင်အဲ့မှာစပြီးတော့ဆိုရတယ်သူတို့သူတို့အခွေမှာစပြီးဆိုခဲ့ရတာပေါ့နော်အဲ့သူတို့အကြောင်းဆရာပြအပ်တော့အဲအဲကျွန်တော်ရဲ့ဂျန်နဲ့ဟိုနှစ်ယောက်ရဲ့ပေါ့လေအဲ့လိုဆိုရတယ်အဲပြီးတော့အဲ့ရနေစပြီးတော့ဟာမိုနီကတော့တော့ရှော့ဆိုနေရတာပေါ့လေ recording တွေပွဲတွေဆိုရတယ်နောက်ဆုံးကျတော့အဲခုနောက်ပိုင်းလှုပ်ဖြစ်တဲ့ဒီ အအဖွဲကကျတော့ hangover ဆိုပြီးကိုယ်ကလုတ်ဖြစ်တယ်ပေါ့အဲ့ဒီအဖွဲကကျတော့လုတ်ဖြစ်ပုံကတော့ကျွန်တော်တို့ဒီ2014မှာမြန်မာ got talent ဆိုရယ်ပြိုင်ပွဲရှိတယ်ဟိုတော့အကုန်လုံးစုံတယ်အစိုးပြိုင်ပွဲပဲမဟုတ်အကုန်အစုံပြိုင်ရမျက်လဲစရာတွေပဲပါတယ်အဲ့လိုမျိုးအဲကန္နာစုံပြိုင်ရတာပေါ့အဲ့ဒီပြိုင်ပွဲမှာအဲကျွန်တော်တို့ကဒီ acapella music ပေါ့အဲ့တော့လူတွေတိတ်မသိသေးတဲ့ဟို လူတွေသိမသိတာတော့မဟုတ်ဒီမြန်မာနိုင်ငံမှာတိတ်ခစ်မစားမထွန်းကားသေးတဲ့ဒီ music style ပေါ့လေ music ပုံစံတစ်ခုပေါ့အဲ့ဒါလူတွေကြီးပဲဆိုမယ်အဘာ instrument အခုကြီးမှမပါဘူးလူတွေကြီးရပဲအဲ့ဒီ music ပုံစံ background နေလဲဆိုမယ်ဒီအရှိရ solo တွေလဲဆိုမယ်အဲ့လိုပေါ့ harmony တွေပဲပါတယ်လူတွေလူသားနေနဲ့ကြီးပဲဆိုတာပေါ့လေအဲ့အဖွဲလေးနဲ့ကျွန်တော်ပြိုင်ဖြစ်တော့အဲ့မှာ second run up ရတာပေါ့ second run up ဆိုတော့တတိယဆုပေါ့တတိယဆုရတော့အဲ့ဒီတိုင်ွဲလေးကနေစပြီးတော့ဒီ acapella အဖွဲလေးကအလုပ်ဖြစ်တယ်။နော်ပွဲပြီးတော့ပွဲတွေတော်တော်များများဆိုဖြစ်တယ်။ဆိုပြီးတော့တချို့ကလည်းအကပလာတီးတန့်ကြိုက်လို့ဆိုတာမျိုးရှိတယ်။သူတို့တချင်းတွေလေအပီအကပလာ arrangement နဲ့ပြန်လုပ်ပေးတာရှိတယ်။အဲတချို့ကျတော့လည်းအလို harmony ပေါ့ harmony ဆိုတော့အဲကျွန်တော်တို့အဖွဲတောင်းတော့အဲ့အဲ့ဒီတော့6ယောက်8ယောက်လောက်ရှိရပါဘူး။ဆိုတော့အဲ့ဖွဲ့မှာမမတ်ရဆိုဂျူဝဲတို့ပါပါပါသေးတယ်။အဲနောက်ပိုင်းပွဲတွေလည်းပါသေးတယ်။နောက်ပိုင်းကျတော့သူတို့ဟုတ် ဆိုလိုဆိုဆိုလိုပေါ့အဲ့အဲ့မတိုင်ခင်လဲသူ့ကိုသွားတော့သွားနေတော့2010နှစ်မှာသူကမယ်လိုဒီကိုပြန်ပြီးသားလေဆိုအဲ့မှာလဲဆူရပြီးသားဆိုတော့အဲ့ကျွန်တော်တို့ဖွဲ့မှာလဲသူပါသေးတယ်အဲ့တော့အဲ့လိုမျိုးပေါ့လေဆိုတော့သွားရင်းနဲ့အဆိုရီတော်တော်များများရဲ့ပွဲတွေအဲဆိုဖြစ်တယ်အဲ့လိုကိုဆိုသူ show လို့ပါလို့အဲ့မန်လေးမှာတော်တော်ကြီးကြီးပဲမာတင်ဇာမော်တို့အဲတော်တော်များများပါပဲအဲ့လို show တွေတော်တော်ကြီးကြီးဆိုဆိုဖြစ်တယ် arrangement လဲလို့ ကျွန်တော်လောက်တာပေါ့နော်အဲဆိုတာတော့ကျွန်တော်ဖွဲလိုက်အဲ့လိုဆိုပြတဲ့ခုနောက်ပိုင်းသူတို့လုံးမဲ့ကိစ္စလေးတွေသူတို့ဟာမိုနီကိစ္စလေးတွေရှင်ကိုတတိယပေးကြရပေါ့အဲအဲ့ဒီတော်တော်ပြောရပါတယ်ပြောစင်ပေါ်ရောင်းလဲဘလိုပဲပြောပြောဒီအဲစင်ပေါ်မှာစုံနေရတာပဲဆိုတော့အဲအဲ့ဒါတော့ဟိုဒီစင်ပေါ်နဲ့လည်းမဝေးသွားဘူးပေါ့သိမလားအဲ့အဲ့တဘောတရားရှိတယ်အဲအဲ့ဒါကိုလည်း PD ဖြစ်ရတယ် recording နေဆိုလဲအဲ့လိုပဲအဲတောက်လျှောက်လေးနေပါပေါ့လေအဲ့လိုမျိုးလေးစုံနေရတော့အဆင်ပြေပါတယ်ဟုတ် လို့ပြောမလဲဟိုမဝေးပါဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းစူးစမ်းနေတော့ပေါ့နော်ဒါမှလည်းဟိုအချမ်းပေးပါဆိုရင်တော့လေဟိုကိုကတကယ် music ကိုတကယ်ကြိုက်လာပေါ့အဲအဲ့ဟာတခုကတော့ဟိုအရေးကြီးဆုံးပဲပေါ့နော်ကိုတကယ်ကြိုက်ရင်တော့လေဟိုတကယ်တကယ်ဖြစ်အောင်လုပ်မယ်ဆိုရင်တန်တိတန်ချပြီးတော့လုပ်မယ်ဆိုရင်အဲကိုအတွက်နေရာလေးတခုတော့ရှိမယ်ပေါ့လေကိုအဲမူလပထမရည်ရွယ်ချက်ကိုမရောက်သေးရင်တော့မှအဲ့ဟာနဲ့ ဆက်သွားလို့ရတဲ့အနေအထားမျိုးအဲ့ဒီဟာလေးတော့ရှိမယ်အဲရမယ်ပေါ့နော်အဲတေချာလေးလုပ်ရင်ပေါ့တေချာလေးလုပ်ရင်ဆိုတာဟိုတေချာလေးလည်လာစေခြင်းတယ်ပေါ့လေဒီ music ဆို music အတွက်ဟိုဟိုတချင်းဆိုတာဟိုဝါသနာပါတယ်ဒါပေမဲ့တချင်းဆိုတာတခုတည်းဟိုစိတ်ဝင်စားတာမျိုးမဟုတ်ပဲနဲ့အဲ့ဒီတချင်းဆိုတဲ့အဲတချင်းဆိုဖို့အတွက်လိုအပ်မဲ့ဒီဒီဟုတ်ဟုတ်လိုအပ်မဲ့အခြေခံတက်ထားမဲ့ပညာတွေပေါ့နော်လည်လာမဲ့ဟာတွေအဲအဲ့လိုမျိုးတွေတော့တေချာလေးလည်လာပြီးတော့ လှုပ်စီခြင်းတယ်ဟိုအဲ့ဒါဟိုဆရာကြီးစကားပြောတာတော့မဟုတ်ဘူးလေအဲကိုကိုမြင်းမြင်းစီးရပဲထားပါကိုစီးတဲ့မြင်းအထီမှန်အမှန်တိတော့ပူပူကောင်းတာပေါ့နော်တချို့ creation တွေပို့လို့မယ်လှုပ်မယ်ဆိုလဲကွာဒီ music ကိုတေချာလေးလာပြီးတင် जा ထားတယ်တင်ယူထားတယ်ဆိုရင်ပူပြီးကျယ်ပြန့်တာပေါ့အဲ့လိုလေးတော့အကြံပေးခြင်းပါတယ်ခြေကန်တက်ထားမယ်ပညာတွေပေါ့နော်လေးလာမယ်ဟာတွေအဲ့လိုမျိုးတွေတော့တေချာလေးလေးလာပြီးတော့လှုပ်စီခြင်းတယ် ကိုတယောက်တည်းဒီလိုကြီးဟိုဘယ်လိုလဲပေါ်ရအောင်မြင်တာထက်ဆိုင်အဲ့လိုမျိုးကလည်းပူဟိုပီတိပူဖြစ်ရတာပေါ့လေဟိုအားလုံးအတွက်ဟိုနောက်ကနေလှုပ်ပေးရတယ်ပေါ့နော်ဆိုတော့တခုဆိုရင်တတိယကြရတယ်ဒီဆိုဆိုရိုက်တော်တော်များများပေါ့လေစနမကြီးဆိုရော်ကြီးစီနီယာရောဂျူနီယာရောပေါ့အာဒီတော့ညီကိုမောင်နှမတွေတော့ကျွန်တော်တို့ကဟိုအာလူနေထားပါမယ်ဖြစ်ကျွန်တော်တို့ဂီတာနဲ့အာ တော်အားလုံးလူသားတွေကိုအကျိုးပြုရမှာပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီထက်တန်ဖိုးရှိတဲ့အဲဂီတတွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့ဖန်တီးကြအောင်လို့အဲ့လိုလေးပြောချင်ပါတယ်အဲဒီပြည်သက်ပြည်သူမိဘညီကိုမောင်နှမတွေကိုတော့အဲရှေ့ဆက်ပြီးတော့စိတ်ချမ်းသာကိုကြမ်းမာနဲ့ဒီကပေးတွေကနေအများဆုံးလွတ်မြောက်ပြီးတော့အဲကိုရွယ်ရာပန်းတိုင်တွေကိုရောက်ရှိကြပါစေလို့ဆုတောင်းပေးပါတယ်